သွားနာလို့မရတဲ့အထူးတက်ဖွဲ့တွေရဲ့လေ့ကျင့်ရေးဆွဲရင်များဒီဖွဲ့တွေကတာမန်မဟုတ်ပါဘူးကဘာထိပ်ဒီအထူးတက်ဖွဲ့ဝင်နေပါသူတို့ရဲ့လေ့ကျင့်ရေးတွေကလည်းသွားနာလို့မရပါဘူးမြင်လိုက်ကြားလိုက်တာနဲ့ပါဇက်အဟောင်းသားဖြစ်သွားစေမယ်လေ့ကျင့်ရေးတွေကြီးပါပဲဒီဗီဒီယိုမှာတော့ကြံထော်နေတဲ့သူတို့ရဲ့လေ့ကျင့်ရေးတွေကိုအစစ်လိုက်စူးစီးဖော်ပြပေးသွားမှာပါအဲ့ဒီလေ့ကျင့်ရေးတွေကလည်းမျိုးစုံနေတာပါပဲခြုံတက်တဲ့ကြောက်တုံးနေပေါ်မှာမွေလိုတွားသွားရတဲ့လေ့ကျင့်ရေးတွေအရှင်လက်လက်မြေမြုပ်ခံတဲ့လေ့ကျင့်ရေးတွေစသဖြင့်နဲ့စိတ်ကူးနေတော့မှမတွေးနိုင်တာတွေကိုတွေးရပါလိမ့်မယ်အခုတော့အနေဆုံး level ကနေစပြီးပြောလိုက်ပါမယ် မြက်ကိုရီးယားမှာ MS-17 မုန်တိုက်တပ်ဖွဲ့ဆိုတာရှိပါတယ်။သူတို့ကမြက်ကိုရီးယားရဲ့အကြမ်းဆုံးစစ်သားတွေနဲ့ဖွဲ့စည်းထားတာပါ။သူတို့ရဲ့လေကျင်းရေတွေကတက်တာတာတခုမှမပါပါဘူး။အဲ့ဒီလေကျင်းရေတွေကစွမ်းရည်ပြန်ရတဲ့ပွဲတစ်ခုလိုတော့ဖြစ်နေပါတယ်။တာမန်စစ်သားတွေစေကူးလိုတော့မရတာကိုဒီအဖွဲ့တွေကတာမန်လိုပဲလေ့ကျင့်နိုင်ပါတယ်။အဖွဲ့သားတယောက်ရဲ့ခေါင်းပေါ်ကိုလက်ပိတ်အခွဲတင်ပြီးတော့ခုံကန်တာကလေးပါတယ်လို့မိသီးတွေတန်းစီချိတ်ဆွဲပြီးတော့လက်ချောင်းတွေနဲ့ထိုးပေါက်တဲ့လေကျင်းကလည်းပါပါသေးတယ်။နောက်ပြီးတော့အဖွဲ့သားတယောက်ကတန်ချောင်းကိုခန္ဓာကိုယ်နဲ့ထောက်ပြီးကိုွေးပြတဲ့လေကျင်းငယ်ဆိုရင်လည်းတော်တော်ကျန်းနေရပါ။မြက်ကိုရီးယားထူးထပ်ဖွဲ့ဝင်တွေကသူတို့ခေါင်းဆောင်ရဲ့အထင်ကြီးတာကိုခံကြပါတယ်။ ဒါကြောင့်မလေးချင်းရီတွေကိုလည်းယူချင်းစရာကောင်းလို့တဲ့အဆင့်ထိကိုမြှင့်တင်လိုက်ကြပါလိမ့်။ရင်ဘက်ကိုကြောက်တော့နဲ့အထုခံပြီးတော့ဘလောက်တာမလေးလို့ပြသကြပါလိမ့်။ဒဂိုလုံးကိုဝါလိုက်နေပိုင်ပိုင်ကျူအောင်ရက်ခံကြပါလိမ့်။နောက်ဆုံးအိုကေပေါ်မှာလက်ခံပြီးတော့အိုကေကျူအောင်တူနဲ့ထုပြကြပါသေးတယ်။အိုကေဒီကတော့မြင်ရတဲ့အတိုင်းပဲထပ်ပိုင်းကျူးသွားပါလိမ့်။ဂျာမခံထားတဲ့လက်ကတော့ကျိုးမကျိုးမသိရပါဘူး။ဒီလေးချင်းရီတွေကသူတို့ဘလောက်ခံနိုင်ရှိလဲဆိုတော့ကိုပြချင်တဲ့သဘောပါပဲ။ဒါပေမဲ့တီဆန်ကိုအန်တုနိုင်တဲ့အထိမဟုတ်တာတော့သိကြနေပါလိမ့်။အခုပြပြသွားမှာကတော့ဆက်ပြောမယ့်လေးချင်းရီတွေနဲ့နှိုင်းရှင်မယ်ဆိုရင်နည်းနည်းလေးတော့ပြော့နေပါသေးတယ်။ အရှိတောင်အာရှမှာလေသူ့ဘာသာတိတ်တိတ်လေးခိုးကြက်နေတဲ့အထူးတပ်ဖွဲ့တွေရှိပါတယ်လူတွေကနိုင်ငံကြီးတွေရဲ့အထူးတပ်ဖွဲ့တွေကိုပဲအာရုံစိုက်နေကြတာဖြစ်လို့အထူးတပ်ဖွဲ့တွေကိုတတိမထားမိကြပါဘူးဥပမာအားဖြင့်တော့ကမ္ဘောဒီးယားရဲ့ SF 911လို့မျိုးအထူးတပ်ဖွဲ့ပါဒီဖွဲ့လေးချင်းပြူဟာကလေးတမျိုးတပုံထူးခြားနေရပါသူတို့ကအုတ်ခဲတွေချိုးပြီးတော့အချိန်မပြုံးကြပါဘူးကိုကိုကိုတန်ရာရအောင်လည်းမလုပ်ပါဘူးဒီလိုလုပ်ဖို့တဲ့သူတို့ရဲ့လေးချင်းရဲ့ဆရာတွေကတောင်းပန်ယူထားတာကြောင့်မို့လို့ပါဟုတ်ပါတယ်ဒီအဖွဲ့ဝင်တွေဘယ်လောက်ခံနိုင်ရှိလဲဆိုတော့ကိုလေးချင်းရဲ့ဆရာကသူ့ရဲ့နီးလနဲ့စစ်ဆေးပါတယ် အဖွဲသားတွေကိုတန်းစီရခိုင်ထားပြီးတော့သူကတော့တိုင်းခွက်လိုက်ပြတာပါအဲ့ဒီထဲမှာဘိုက်ကိုထိုးတာတွေလက်ဝါးနဲ့ရိုက်တာတွေရင်းဝါးကိုစောင့်ကန်တာတွေစပါတန်ကန်ချက်တွေစသဖြင့်နဲ့မျိုးစုံပါနေပါတယ်အဖွဲသားတွေကဒီထိုးချက်ကန်ချက်တွေကိုတောင့်ခံထားရမှာပါရိုင်းသွားတဲ့သူလဲသွားတဲ့သူတွေကအမှတ်ကျော်သွားမှာဖြစ်ပါတယ်နည်းနည်းပုံချမ်းနဲ့လေ့ကျင့်ရေးကိုပြောပါဆိုရင်တော့ VNL Commando ဖွဲ့ရဲ့အကြောင်းကိုပဲပြောပြရမှာပါဒီလေ့ကျင့်ရေးကကျန်းတယ်ဆိုတာတက်အထာကြတယ်လို့တော့ပြောရင်မှန်ပါလိမ့်မယ်လေလွရတဲ့ပစ္စည်းတခုကိုတိုက်ပွဲတွေမှာလက်ရုံးညှိထွေပြီးအောင်အသုံးပြုတာမျိုးပါ VNL ကွန်မန်ဒိုတွေမှာဒီလိုထူးခြားတဲ့နီလန်တစ်ခုထပ်မကရှိပါတယ်ဒီဗီဒီယိုမှာတော့အသုံးအများဆုံးနီလန်တစ်ခုကိုပဲပြောပြသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ဘလုံးရှိတလုံးရှိရင်ပဲအလုပ်ဖြစ်ပါတယ်ဟုတ်ပါတယ်သူတို့စီမှာဘလုံးရှိတလုံးရှိရင်နိုင်ငံနေပေါ်တက်နေတဲ့လေကားတစ်ခုဖြစ်သွားပါလိမ့်မယ်ဝလုံးကိုနေရမှာထောင်ပြီးတော့တွဲတက်တာမျိုးမဟုတ်ပါဘူးအဖွဲသားတစ်ယောက်ကဝလုံးကိုထိတ်ကနေကမိနေရနာမှာတင့်ပြင်ထားရမှာပါဝလုံးရဲ့တက်ဖက်မှာအဖွဲသားတစ်ယောက်ကအနေဆုံးနေရာယူထားပါတယ်ပြီးရင်တော့ဝလုံးကိုတွန်းလိုက်ပါပါဒီအချိန်မှာထိတ်ကနေရာယူထားတဲ့အဖွဲသားကနေရကိုခြေခံပြီးအပေါ်ကိုတက်ကနာလေးတွေ့မှတက်သွားပါလိမ့်မယ် ကြည့်ရတာလွယ်တယ်လို့ဖြစ်နေပေမဲ့ဒီလိုတက်နိုင်အောင်လေအပြင်းထန်လေ့ကျင့်ထားတာဖြစ်ပါတယ်အထူးတက်ဖွဲ့တွေရဲ့လေ့ကျင့်ရည်တွေကပျော်စရာကောင်းတယ်လို့လန့်စရာလည်းကောင်းပါတယ်အခုပြောပြမယ့်လေ့ကျင့်ခန်းတွေကတတိပလောက်ကောင်းလဲဆိုတာကိုစမ်းသပ်မဲ့လေ့ကျင့်ခန်းတွေပါကလေးတွေစောတဲ့ကြတဲ့အာလုပူလက်ဆင့်ကန်ကစားနီးကနေကိုးကားထားတာပါတရုတ်နှင်းချစ်တဲ့ကွန်မန်ဒိုတွေရဲ့တင်ကြတာလေ့ကျင့်ခန်းလည်းဖြစ်ပါတယ်ဒါပေမဲ့သူတို့လက်ဆင့်ကန်ရတာအာလုပူတွေမဟုတ်ပါဘူးပောက်ကွဲဖို့အချိန်သတ်မှတ်ထားတဲ့လက်ပြပုံမှာအဲ့ဒါကိုအပွဲသားချင်းချင်းကလက်ဆင့်ကန်ပေးနေမှာပါပောက်ကွဲကန်ဒီအချိန်ကျရင်တော့ဘုံချင်းတွေကိုပြည့်ထည့်ပြီးတော့အပွဲသားတွေကဒိုင်မီတို့ရှောင်ရမှာဖြစ်ပါတယ် စဉ်းစားကြည့်လိုက်တာနဲ့ဘလောက်အန်တီအများလဲဆိုတာကိုသိတာလွန်ပါတယ်။တက်ဆက်ကလေးဒါနောက်ကျသွားမယ်ဆိုရင်ဘုံကိုနောက်ဆုံးကင်ထားတဲ့အဖွဲ့သားကတော့မလွယ်တော့ပါဘူး။ဘေးမှာရှိတဲ့လူတွေဆိုရင်လည်းလွတ်ဖို့တမတိကြပါဘူး။သူတို့ကဘာလို့ဒီလိုအန်တီအများတဲ့လေးကျင်ကြီးကိုလောက်ကြတာလဲ။အကြောင်းရင်းလည်းရှိပါတယ်။နံပါတ်1ကတတိမလွတ်တောင်းလေးကျင်တာပါ။နံပါတ်2ကတော့စနက်တန်ဖြုတ်ထားတဲ့ပုံတွေကိုကြောက်တဲ့စိတ်မရှိအောင်ပါ။ဒီလေးကျင်ကြီးကအရန်ပင်မခံတာမဟုတ်ပေမဲ့အတက်နဲ့လောင်ကြီးထက်ထားတဲ့လေးကျင်ကြီးလိုတော့ပြောလို့ရပါတယ်။အခုပြောပြပေးသွားတဲ့လေးကျင်ကြီးတွေကနောက်ထပ်ပြောပြမှာရင်းနဲ့ရှင်းမယ်ဆိုရင်ဘာမှမဟုတ်သေးပါဘူး။ ပိုကျန်းတဲ့လေးချင်းရေတွေကိုနောက်ပိုင်းမှာတဝါကြီးတွေ့ရမှာပါစစ်သားတွေကိုပြင်ပဖြစ်နေအသုံးပြုတာအကျဉ်လက်လက်မြေမြုပ်ခံတာတရယဝင်လို့ယုံရခက်တဲ့လေးချင်းရေတွေအများကြီးပါတယ်ဘလို့လေးချင်းရေတွေပါမလဲဆက်ပြီးတော့ကြည့်ရှုဖို့ဖိတ်ခေါ်ရမှာပါဒီလေးချင်းရေကတော့အထောက်ခံရတာအများဆုံးလေးချင်းရေအစီအစဉ်ထဲမှာပါပါတယ်ဒီအဆင့်ကိုမကြော်နိုင်လို့ပြုတ်သွားတဲ့အဖွဲသားတွေကအများကြီးပါဖိလစ်ပိုင်ရဲ့အထူးတပ်ဖွဲ့ကင်းထောက်စစ်တေအဖွဲထဲမှာအရွေးခံဖို့ဆိုရင်နာမည်ဆိုးနဲ့ကြော်ကြတဲ့လေးချင်းရေအစီအစဉ်တစ်ခုကိုကြော်ဖြတ်နိုင်မှရမှာပါအဲ့ဒီလေးချင်းရေကိုတာဘက်တက်လို့ခေါ်ပါတယ်။လေးချင်းရေကာလကလည်း6လနီးပါရှိပါတယ်။အဲ့ဒီ6လကိုလည်းငရေကန်း6လလို့တင်စားထားပါတယ်။ 6လတည်းမှာဖြတ်ကျော်ရတဲ့လေးကျင်းလေးကလည်းမျိုးစုံမှာတခုမှတတ်တာတာမရှိပါဘူး။အရန်ကြမ်းလို့လို့10ရောက်မှ10ရောက်ပြုတ်ရတဲ့လေးကျင်းဖြစ်ပါတယ်။သူတို့ရဲ့လေးကျင်းအကြောင်းပြောရမယ်ဆိုရင်အများကြီးပါပဲ။ဒါကြောင့်မဲအကုန်လုံးမပြောတော့ပါဘူး။နမူနာတချို့ကိုပဲပြောပြပေးသွားပါမယ်။ဒီလေးကျင်းမှာသတိလက်သွားတဲ့အခါမှာရေနှစ်ခံရတဲ့ကိစ္စလေးပါပါတယ်။ငရုတ်သီးထောင်ကိုပလင်းကြီးစားရတဲ့ကိစ္စလေးပါပါတယ်။တိုက်ပွဲမြေပြင်နဲ့ဘာဆိုင်လေးတော့မသိပါဘူး။ နောက်ပြီးတော့အမြင့်ကြောက်လာဆိုပြီးစမ်းတက်တဲ့လေ့ကျင့်ရေးလည်းပါပါတယ်။ဒီလေ့ကျင့်ရေးကတစ်ဆက်ကတော့မှတုံဆိုင်ခွင့်မပေးထားပါဘူး။အချိန်မရေးပြုတ်နေတဲ့ကိစ္စတွေကြီးပါပဲ။လေ့ကျင့်ကာလနှစ်လတွင်မှဖွဲ့သားတဲ့ဝက်ကျော်လောက်ကပြုတ်သွားတတ်ပါတယ်။အဒီနလကျော်မှလေ့ကျင့်ရေးတွေကပိုကျန်းလာပါတယ်။နောက်ဆုံး6လတဲ့ရောက်ပြီဆိုတော့ရင်တုံးရမယ့်လေ့ကျင့်ရေးတစ်ခုနဲ့စာမွေးပဲဆက်ခံရပါတယ်။အဲဒါကတော့စကားတင်ကြံနေတဲ့ဖွဲ့သားတွေကပြည်မက်ကို M16 တက်နေတဲ့ထီအောင်ပြည့်ရတာပါ။ဒါပေမဲ့ပြည်မက်ကရိုးရိုးတော့မှဟုတ်ပါဘူး။အဖွဲ့သားတွေရောက်ဒုချောင်းရင်ထိမှရေထဲထားတဲ့အိတ်တွေချီပြီးတွားရက်နေကြတာပါ။ ဒါကိုပြစ်တဲ့သူကထိအောင်ပြစ်ရတာဖြစ်ပါတယ်။ပြီးရင်တော့အဲ့ဒီပြစ်တဲ့သူကပြစ်မှတ်နေရပြန်ပြီးနေရယူရတာပါ။နောက်ထပ်ပြောပြမယ့်ငယ်ခန်းလေးချိန်အစီအစဉ်ကတော့6လမဟုတ်ပါဘူး။တပတ်လောက်ပဲရှိပါတယ်။အဲ့ဒါကြောင့်နည်းနည်းတက်တာလေးထင်မှားသွားပါလိမ့်မယ်။ထောင်ဝင်ကွန်မန်တိုတွေလေးချင်းနဲ့ဒီလေးချင်းအစီအစဉ်ကအရန်ပြင်းထန်လို့လို့ထောင်ဝင်ရဲ့ငရေတပတ်လို့ခေါ်ကြတယ်လို့ကောင်းငင်ဘုံတို့သွားရလန်းဆိုပြီးတင်စားထားကြပါတယ်ဒီတပတ်ထကာလကတော့စိတ်ရဲကိုပါပြင်းထန်ဆုံးနီလန်းတွေနဲ့နှိမ့်ဆက်ခံတဲ့ကာလဖြစ်ပါတယ်လေးချင်းရဲ့ကာလမှာဖွဲသားတွေကအိတ်ချင်းကိုမပိုင်ဆိုင်ထားပါဘူးမနေ့2နိုင်3နိုင်မှာတင်းနှန်းဆရာကအစဲအဆုံနဲ့လာနှုတ်ရည်လေချင်းချင်းထားကြရပါတယ် ပြီးတော့ဘာမှစောတကတက်လို့မရဘဲနဲ့တင်းနေဆရာကြီးလက်ညွှန်ချက်ကိုခံစားရပါတယ်။တခါတလေမှာသူတို့ကနှစ်ရက်ဆက်တိုက်တယ်မိမအိတ်ခွင့်မရပါဘူး။မနက်စောစီးစီးအပေါ်ပိုင်းပလာနေရေလောင်းခံရတာတွေလည်းရှိပါတယ်။ဒီကြားထဲမှာဝက်စုံပြင်းနေ25ကီလိုမီတာပြေးဆုံရင်လေချက်ချင်းဝက်စုံဝေးပြီးတော့ပြေးရတာပါပဲ။ ပြေးပြီးတော့ရေစင်းကုတ်ရင်လည်းဝက်ဆောင်နေရအမြန်ချုပ်ပြီးတော့ရေစင်းကုတ်ရပါတယ်။နောက်ပြီးတော့ခန်းတကူတဲကိုပေးခံထားပြီးမြေကြီးရုံပုံခွဲထားရည်လည်းရှိပါတယ်။သူတို့ရဲ့လေးကျင်ကန်တွေကစစ်ပွဲအတွက်လာ၊ကဘာပြက်ကတ်အတွက်လာပြင်ဆင်နေတာလားမသေးခွဲပါဘူး။သုံးရက်လောက်ဆိုရင်တော့ဒီလေးကျင်ကြီးကအဖွဲ့သားတော်တော်များများကိုဖျောက်ပြီးသွားပါပြီ။နောက်ဆုံးရက်ဒီမှာတော့ပိုချန်းတဲ့လေးကျင်ကြီးတွေကစောင့်နေပါတယ်။အဲ့ဒါကိုကောင်းကင်ဘုံသို့သွားလာလမ်းလို့တင်စားထားကြပါတယ်။ခက်ချွန်ချောကြောက်တုံးနေစီးထားတဲ့လမ်းပေါ်မှာမွေဒီလိုတော်သွားရတာပါ။လက်ကိုနောက်ဘက်ပြစ်ထားရပါတယ်။လက်ကိုသုံးပြလို့တော့မရပါဘူး။တွားမသွားချင်ဘူးဆိုရင်တော့ဂျွန်းပြစ်ပြီးတော့လှိမ်သွားလို့လည်းရပါတယ်။ဒါပေမဲ့ဘယ်နည်းလမ်းကမှလွယ်ကူမနေပါဘူး။ ထူးခြားတာကတော့နောက်ဆုံးဆင့်ဖြစ်တဲ့ဒီလေးချင်ရေကိုမိသားစုဝင်တွေလာကြည့်လို့ရနေတာပါမိဘတွေကသူတို့သားတွေအတွက်မခံစားနိုင်ပေနဲ့မျက်ရည်ကျရပါတယ်ဒါပေမဲ့ဒီလေးချင်ရေတွေကိုကြော့ဖြတ်နိုင်ပြီဆိုရင်တော့ဝမ်းသာဂုဏ်ယူနေကြတာပါကိုအတင်းဖို့ကိုထိကက်တန်ရာရအောင်လုပ်လို့ရတာကတော့တောင်ကိုရီးယားရဲ့ Black Barrel အဖွဲ့ပါပဲသူတို့ရဲ့စီစဉ်တဲမှာဓာတ်နဲ့အနီးကပ်တိုက်ခတ်ရတဲ့လေ့ကျင့်တကူဖြစ်ပါတယ်ဓာတ်တွေကစိတ်ဖြစ်တယ်လို့တကယ်လည်းတိုက်ခတ်ရတာပါဟန်ပြတိုက်ခတ်ရတာမဟုတ်ပါဘူးအကာအကွယ်ဝတ်စုံတွေရှိနေတယ်ဆိုပေမဲ့အပြည့်ဝကာကွယ်ထားနိုင်တာမျိုးမဟုတ်ပါဘူးတိုင်းရင်းခိုင်တဲ့ ထိခိုက်ထိုင်ရာရရင်လည်းဘယ်သူမှပြည့်ဖြစ်မှာမဟုတ်ပါဘူးသူတို့ရဲ့လေ့ကျင့်စီစဉ်တဲ့မှာအဆောင်မစားဘဲနဲ့ရေပောင်းများစွာနေရတဲ့ကိစ္စလည်းရှိပါတယ်ပြီးတော့ကတိကဲတဲ့နေရာမှာစားစားတဲ့ကိစ္စမျိုးလည်းလေ့ကျင့်ကြပါတယ်ဒီလိုလေ့ကျင့်ရေးတွေကလည်းလူနည်းစုလောက်ပဲအောင်မြင်စေတဲ့လေ့ကျင့်ရေးပါတောင်ကိုရီးယားမှာမတူတဲ့မရှင်တွေကိုတာဝန်ယူဖို့ဖွဲ့စည်းထားတဲ့အထူးတပ်ဖွဲ့တွေရှိပါတယ်ခုနှစ်ယောက်ခုအထူးမရှင်အဖွဲ့ဆိုတာကအတန်တိတ်စီးနေမှုတွေလုပ်တဲ့နေရာမှာနေမယ့်အကြီးဆုံးပါပဲသူတို့ကိုတောင်ကိုရီးယားရဲ့အထူးသင်မင်းတမန်အဖွဲ့လို့လည်းတင်စားထားပါတယ်သူတို့ရဲ့လှုပ်ရှားမှုကနင်ကြရီလိုပဲတွက်လက်တိုက်ဆိတ်ပါတယ် ဆာမိုရိုင်းဒီလိုပြသတိကြပါတယ်မေရှယ်လိုက်ကွဲပြားတဲ့ဘီဘာတွေကလည်းအများကြီးရှိပါတယ်အဆောင်တဲကိုပဲစီးနေမလားပြန်ပြီးဆွဲခံထားတဲ့ဒင်းပြပေါ်ကိုပဲတိတိဆိတ်ဝင်ရမလားတို့တို့အတွက်နေလန်းကတော့ရှိပါတယ်အမိုးပေါ်ကနေကျိုးနဲ့ဆောက်ထိုးဆင်းတဲ့အကွက်တွေဗတင်းပေါ်ကိုခွဲပြီးတော့ခုံမွေးတဲ့အကွက်တွေကလည်းပါနေလာပါတယ်အပွဲသားအားလုံးကတနက်ပြည့်ကျွမ်းကျင်သူတွေနဲ့ကိုခိုင်ပညာကျွမ်းကျင်သူတွေကြီးပါပဲသူတို့ကလက်နက်ပါပါမပါပါအန်ဒီယန်များလိုနဲ့အထူးတပ်ဖွဲ့တွေလည်းဖြစ်နေကြပါတယ်တောင်အာဖရိကရဲ့ရက်ကီအထူးတပ်ဖွဲ့ရဲ့လေ့ကျင့်ရေးတွေက နားလည်ရခဲ့ပါတယ်သူတို့မှလည်းကျန်တဲ့နေလေးချင်းစီစီမျိုးစုံရှိပါတယ်အဲ့ဒီအထက်ကအထူးခြားဆုံးကတော့အရှင်လက်လက်မြေမျိုးခံတဲ့ကိစ္စပါဘာကြိုးကျစုရလို့ဒီလိုလုပ်တာလည်းမသိပါဘူးသူတို့ဆိုရတော့အဆုံးစုံဒီအချိန်မှတော့မှစိတ်ပန်းဆိုင်ရာတမ်းမာနေအောင်လုပ်ရတာလို့ပြောထားပါတယ်အရှင်လက်လက်မြေမြုပ်ခံပြီးတော့ကျန်တဲ့ဒုက္ခတွေကိုစာမဖွင့်လောက်တော့တော့မှန်ပါပဲသူတို့ရဲ့လေးချင်းကလူရည်အသက်ရှင်ရက်တည်ရဲ့ဗီဇကိုအစိမ့်မြင့်ပေးတဲ့သဘောမျိုးလဲပါပါတယ်အင်ဒိုနီးရှားကိုပါစုထူထပ်ဖွဲ့တွေရဲ့လေးချင်းကလည်းကြောချမ်းစရာကောင်းပါတယ်သူတို့ကအသက်ကိုရေးမိလေးချင်းကလာကိုကြောဖြတ်ရတာပါဒီလေးချင်းမှာအဖွဲသားတွေကရှွံ့လို့နေရှိတဲ့နေရာကိုတောသွားပြီးတော့ချီတက်ရပါတယ် အဲ့ဒါကဘေးစေးသားမဆိုလုံနိုင်ကြပါလိမ့်ထူးခြားတာကအဲ့ဒီအချိန်မှာဘေးနာကိုကြည်စံမိုးတွေရွာချနေတာပါဟုတ်ပါတယ်လေးချင်းဆရာတွေကမောင်းပြန်ရိုင်ဖယ်ဒီနဲ့သူတို့ရဲ့ဘေးကိုတောက်လျှောက်ပြစ်ပါတယ်တောသားကြတဲ့ထူးတဲ့ဘဝင်တွေကကိုလန်းချောင်းကနေဘေးထွက်မသွားအောင်အထူးသတိထားရပါတယ်ပြောရမယ်ဆိုရင်ဒီလေးကျန်ကကတရားဝင်ဖြစ်နေတတ်မှတ်လို့တော့ခက်ခဲပါတယ်။ပြင်သစ်ရဲ့ GIGN အထူးတပ်ဖွဲ့ဝင်ဖြစ်ဖို့ဆိုရင်ဘဲချင်းမှမဆိုတနက်ပြင်ကျွမ်းကျင်နေဖို့လိုအပ်ပါတယ်။နောက်ပြီးတော့ဖွဲ့သားချင်းချင်းယုံကြည်နေဖို့တအူးချင်းကရဲစွမ်းတက်တည်နေပြေဝနေဖို့လိုပါတယ်။ ။ဘာဖြစ်လို့လဲဆိုရင်သူတို့ရဲ့တနက်ပြည့်လေးချိန်မှာဖွဲ့သားတွေကပြက်မှတ်ဖြစ်နေအလဲကျလို့ရလို့ပါ။အဲ့ဒီပြက်မှတ်တွေကလည်းခေါင်းနဲ့လက်မလောက်ပဲကွာပါတယ်။နည်းနည်းလေးလွှဲသွားတာနဲ့ခေါင်းပွင့်သွားမှာပါ။ဒီကြားထဲမှာကြီးကအင်ကြီးဝယ်ပြီးရင်မက်တဲ့တဲ့အဖြစ်ခံတဲ့ကိစ္စလေးရှိပါတယ်။ဒီအဆင့်ကိုကြော်ပြနိုင်မှာသာခုနှစ်ရာခိုင်တော့တော့အောင်မြင်သူစီးရင်ထဲမှာပါသွားမှာဖြစ်ကြောင်းဝေးမြလာရင်ဗီဒီယိုလေးကိုနေကုန်ချုပ်လိုက်ပါတယ်။အဆုံးလေးကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်။